မင်္ဂလာပါခင်ဗျာ Revolute Burma News Channel ကနေပြီးတော့အော်တိုဘာလ၈ရက်နေ့မနက်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်။ပထမဆုံးတင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့ပြည်သူ့ကာကွယ်တပ်မတော်တောင်ပိုင်းစစ်ဒေသအမှတ်နဲ့စစ်ဒေသကွယ်ကိုကဲမှုအောက်မှာရှိတဲ့တပ်များလှုပ်ရှားတဲ့ ဘကိုးတိုင်းမွန်ပြည်နယ်အပါဝင်မြို့နယ်ပေါင်း20မှာစက်တမလာအတွင်းတိုက်ပွဲများအတွင်းမှာအကြမ်းဖက် စစ်ကောင်စီတပ်သားစုစုပေါင်း109ဦးသေဆုံးခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။စက်တမလာ10ရက်နေ့ကနေ30ရက်နေ့အထိတောင်ပိုင်းတိုင်းအမတ်နယ်စစ်ဒေသနယ်မြေအတွင်းမှာပြည်သူ့ကာကွယ်ပူးပေါင်းတပ်ဖွဲ့များနဲ့စစ်ကောင်စီတပ်များကြားထိတွေ့တိုက်ပွဲ15ကြိမ်စစ်ကောင်စီတပ်စခန်းသိမ်းတိုက်ပွဲ2ကြိမ်ဒရုန်းနဲ့ပုံကျက်တိုက်ခိုက်မှု3ချိန်လက်နက်ကြီးနဲ့တိုက်ခိုက်မှု2ချိန်စစ်ကောင်စီရဲ့တောက်တိုင်ရှင်းလင်းမှု2ချိန်လုံဆောင်ခဲ့ပြီးတော့အကြမ်းဖက်စစ်ကောင်စီတပ်သား စုစုပေါင်း109ဦးသေဆုံးက62ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။ဒါအပြင်အကြမ်းဖက်စစ်ကောင်စီတပ်သားများထံကနေပြီးတော့လက်နက်ကြီးလက်နက်ငယ်မျိုးစုံနဲ့ခဲယမ်းများစစ်သုံးဆောင်ပစ္စည်းများနဲ့ဆက်ဆက်ပစ္စည်းများနဲ့ရိတ်ခါအမြောက်များကိုလည်းပိတ်ဆို့ရရှိခဲ့တယ်လို့သိရပါတယ်။အဲ့ဒီအကြမ်းဖက်စစ်ကောင်စီတပ်သားများကိုတောင်ပိုင်းစစ်ဒေသ JOC ကိုကဲမှုနဲ့ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNL အမှတ်နဲ့စစ်ဒေသအကွဲပြည်သူ့ကာကွယ်ရေးတပ်မတော် PDF တပ်ရင်းများနဲ့ မဟာမိတ်တပ်ဖွဲ့များကပူးပေါင်းကတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးတော့ပြည်သူ့ကာကွယ်တပ်မတော် PDF ကရဲဘော်စက်တပ်ဦးဒီမိုကရေစီနဲ့ဖက်ဒရယ်ပြည်ထောင်စုတိဆောက်ရေးအတွက်မြင့်မြတ်စွာအသက်ပေးလူခဲ့ရပြီးတော့15ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်စက်တမလာအတွင်းမှာအကြမ်းဖက်စစ်ကောင်စီရဲ့လေကြောင်းနဲ့လက်နက်ကြီးပစ်ခတ်တိုက်ခတ်မှုများကြောင်းအပြစ်မဲ့တဲ့အရသာပြည်သူ၄ဦးသေဆုံးက၂၂ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့မြန်မာပထမဆုံးမောင်ရွှေလေးရေတပ်စခန်းလက်လွတ်ထားရတဲ့ရခိုင်ပြည်မှာစခန်းစွန့်ခွာတယ်ဆိုပြီးတော့ရေတပ်စခန်းတွေကဒုဗုံမှုကြီးတွေအပါအဝင်အယောက်20ကိုရန်ကုန်မြို့ဗိုလ်တော်မြို့နယ်အေရော်ဒီရေတပ်စခန်းဌာနချုပ်အေရခမှာဖမ်းဆီးထိန်းသိမ်းထားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်လက်တလုံးအနေနဲ့စုံစမ်းသိရှိရတဲ့လောက်ကတော့အဲ့ဒီတဲကတချို့ကတော့ပေဒံအပြစ်ပေးထားတာတွေရှိတယ်လို့ဆိုပါတယ်ရေကြုံဟောင်းမိုးအောင်လာရောက်ညှိနှိုင်းမှုနဲ့ ရှော့ပေါ်တဲ့ပြစ်ဒဏ်ပြန်ပြင်ပေးထားတာတွေလည်းရှိတယ်လို့သိရပါတယ်။ AR ရေတိုင်းစခန်းဌာနချုပ်မှာလည်းတက်တွင်းမချေမနှက်မှုတွေဖြစ်ပေါ်နေတယ်လို့သိရပါတယ်လို့တက်တွင်းသတင်းရင်းမြစ်ကပြောကြားထားပါတယ်။စစ်ကောင်စီရေဓာတ်အနေနဲ့ရခိုင်မှာဖြစ်တဲ့တိုက်ပွဲတွေကြောင့်ပိုင်ဆိုင်ထားတဲ့စစ်ဘက်သုံးတင်းမောတွေလည်းဆုံးရှုံးမှုတွေရှိနေပါတယ်။အခု2024ခုနှစ်အတွင်းမှာရေဓာတ်ကစစ်တင်းမောခွနဆင်းကဆုံးရှုံးထားရတယ်လို့သိရပါတယ်။ ရေတဲ့တင်းမော့တွေလည်းရခိုင်ဘက်ကိုထွက်သွားရင်ပြန်လာရတဲ့တင်းမော့ကမရှိတဲ့လောက်ဖြစ်နေတော့တပ်ဆိုင်တဲ့မိသားစုတွေလည်းဒုက္ခရောက်နေကြရတယ်လို့အဲ့ဒီတက်တွင်းသတင်းရင်းမြစ်ကဆက်ပြောပါရတယ်။အော်တိုဘာလ6ရက်နေ့မှာတော့ကမ်းခြေဆောင်တက်၃နှစ်ပြည့်ခဲ့ပြီးတော့စစ်ကောင်းဆောင်မင်းအွန်လိုင်းကိုယ်တိုင်တက်ရောက်ခဲ့တယ်လို့သိရပါရတယ်။ ရန်ကုန်တိုင်းတိလဝါအမှတ်3ရေတပ်စိတ်ခံတရားမှပြုတ်လုတယ်အဲ့ဒီအခမ်းအနားမှာတော့စစ်ကောင်းဆောင်မင်းအောင်လှိုင်ကကန့်ချေဆောင်တပ်ဖွဲ့အနေနဲ့အခုလိုများပြားတဲ့ရေချောင်းဆိုင်ရာတာဝန်တွေကိုထမ်းဆောင်နိုင်ရေးအတွက်နှစ်စဉ်တိုးချဲ့ဖွဲ့စည်းပေးနိုင်ခဲ့တယ်လို့ဆိုပါတယ်ဆက်ဆက်သတင်းတွေအရစစ်ကောင်းဆောင်မင်းအောင်လှိုင်အနေနဲ့အော်တိုဘာလ10ရက်နဲ့9ရက်နေ့တွေမှာနေပြည်တော်မှာပြုတ်လုမဲ့အာဆီယံရေတပ်ဦးစီးချုပ်များအစည်းအဝေးအာဆီယံ Navy Chiefs Meeting ANCM ကို တက်ရောက်မှာဖြစ်တယ်လို့ကနအုံစုံစမ်းသိရှိရပါတယ်။ရခိုင်ပြည်နယ်တန်တွဲမြို့နယ်အတွင်းမှာရှိတဲ့စစ်ကောင်စီရဲ့ဒေသခေါ်မောင်ရွှေလေးရေတပ်စခန်းပင်မရေငုံနယ်ဆယ်ယူရေးတပ်စခန်းဌာနချုပ် Central Naval Diving and Survey Depot CNDSD ကိုဒီနေ့စက်တဘာလ9ရက်နေ့မှာ အရခတက်တော့အေအေကတမိုင်းတစ်ဆောင်မှာပထမဆုံးအဖြစ်နဲ့တိမ့်ပိုက်နိုင်ခဲ့တယ်လို့သိရပါတယ်။အဲ့ဒီလိုတိမ့်ပိုက်မခံရမီစစ်ကောင်စီရဲ့ရေဓာတ်မှာဒီနယ်အတွင်းရေဓာတ်ချုပ်၃ဦးအထိအပြောင်းလဲဖြစ်ပေါ်ခဲ့တယ်လို့သိရပါတယ်။အာဏာသိမ်းပြီးတဲ့နောက်ပထမဆုံးရေချုပ်အပြောင်းလဲအနေနဲ့ ဘိုးချုပ်ကြီးတင်အောင်ဆန်းနေရမှာဒီရစိ28ဆင်းဘိုးချုပ်ကြီးမိုးအောင်ကိုပြောင်းလဲခန့်အပ်ခဲ့တယ်လို့သိရပါဗျ။ဥအောင်ကောင်းရဲ့သားဟာသုံးနှစ်ခန့်အကြာမှာဒီနေ့ဇန်နဝါရီလ10ရက်နေ့ကယာရုကနေဖြုတ်ချခံခဲ့ရပါတယ်။သူ့နေရာကိုဒီရစိအပတ်စဉ်30ဆင်းဘိုးချုပ်ကြီးဇွဲဝဲမြင့်ကိုခန့်အပ်ခဲ့တယ်လို့သိရပါဗျ။ဒါပေမဲ့6လအကြာဇူလိုင်လအတွင်းမှာဘိုးချုပ်ကြီးဇွဲဝဲမြင့်ယာရုကနေနှုတ်ထွက်ခဲ့ပြီးတော့သူ့နေရာကိုဒုဘိုလ်ချုပ်ကြီးထိန်ဝင်းကိုအစားထုတ်ခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ရှမ်းပြည်နယ်မြောက်ပိုင်းလာရှုံမှာလေကြောင်းတိုက်ခိုက်ရန်စစ်ကောင်စီတပ်ကိုတရင်ပေးနေတဲ့သူ၂ဦးကိုကိုကန့်တပ်ဖွဲ့ MNDAA ကအော်တိုဘာလ9ရက်နေ့မှာဖမ်းဆီးရမိထားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ဖမ်းဆီးရမိတဲ့သူနှစ်ဦးဟာ Starlink ကိုအသုံးပြုပြီးတော့လာရှုံမြို့မှာဘုံကျဲတိုက်ခိုက်ရမယ်နေရာများကိုစစ်ကောင်စီထံပေးပို့ထားတဲ့အချက်အလက်များနဲ့အတူဖမ်းဆီးရမိထားတဲ့အတွက် Starlink Internet line များကိုပိတ်ခိုင်းထားတယ်လို့သိရပါတယ်။ဒလန်နေရာကိုဖမ်းမိတာတာဟုတ်ပါတယ်။ Starlink တွေအကုန်လုံးကိုပိတ်ထားပါတယ်။မကြခင်အထုဒေတာတစ်ဘက်ကနေတရားဝင်သတင်းထုတ်ပြန်ပါလိမ့်မယ်လို့သတင်းရင်းတွေကပြောတတ်ထားပါတယ်။စစ်ကောင်စီဟာလာရှုံမြို့ကိုဩဂတ်စ်လတောင်ပိုင်းကနေပြီးတော့အော်တိုဗလာ9ရက်နေ့အထိလေကြောင်းတိုက်ခိုက်မှု10ကြိမ်နဲ့အထက်ပြုလုပ်ခဲ့ရာအရသာ3ဦးသေ ိတ်ဆုံးပြီးအယောက်90ဝန်းကျင်ဒဏ်ရာရရှိကနေအိမ်ဈေးနဲ့ကြောင်းပြပျက်စီးခဲ့ရတယ်လို့သိရပါတယ်စစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုများကြောင့်ဒေသခံများဟာလာရှုံမြို့ကနေပြန်လည်တိမ်းရှောင်ရခြင်းများရှိခဲ့တဲ့အပြင်တိုက်ပွဲကာလအတွင်းတိမ်းရှောင်သွားသူများလည်းပြန်လည်ဝင်ရောက်နိုင်ခြင်းမရှိသေးဘူးလို့သိရပါတယ်။ဒါကြောင့်လာရှုံမြို့ပေါ်မှာဖွင့်ပေးထားတဲ့စက်သွေးရေးလိုင်းများကို MNDA ကလုံခြုံရေးအရာပြန်လည်ပိတ်သိမ်းထားခြင်းဖြစ်ကြောင်းတင်ပြရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်စကမ်းသိမ်းတိုက်ပွဲသတင်းကတော့ချင်းပြည်နယ်ထန်တလန်မြို့ပေါ်မှာရှိတဲ့အကြမ်းဖက်စစ်သားများတပ်ဆွဲထားရာ CB ဗန်စကမ်းကိုအပိသက်သိမ်းပိုက်ရရှိခဲ့ပြီးတော့စစ်သားအလောင်းများနဲ့လက်နက်ခဲများကိုသိမ်းဆီးရရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ အော်တိုဝါလာ9ရက်နေ့မွန်လွဲ7:15မိနစ်အချိန်မှာဖန်တလန်မြို့ပေါ်မှာရှိတဲ့ CB ဘန်မှာတက်ဆွဲထားတဲ့အကြမ်းဖက်စစ်သားများကိုချင်းပြည်နယ်အစိုးရပူးပေါင်းတပ်ဖွဲ့များကဝေရောက်တိုက်ခတ်ရာ2နာရီဝန်းကျင်အချိန်မှာအလုံးစုံသိမ်းပိုက်နိုင်ခဲ့တယ်လို့သိရပါဗျ။အကြမ်းဖက်စစ်သားများထိခိုက်ဒေဆုံးမှုရှိပြီးတော့လက်နက်ခဲယမ်းများကိုလည်းသိမ်းဆီးရရှိခဲ့တယ်လို့သိရပါဗျ။အော်တိုဝါလာ9ရက်နေ့မွန်လွဲ7:15မိနစ်ကစပြီးတော့ထိုးစစ်ဆင်ခဲ့တာ2နာရီဝန်းကျင်လောက်ကြာတော့သိမ်းပိုက်နိုင်ခဲ့တယ်။လက်နက်ခဲယမ်းသိမ်းဆီးရရှိတာတွေလည်းရှိတယ်။တေသွားတဲ့စစ်ကောင်စီအလောင်းတွေလည်းတွေ့ခဲ့ရတယ်။အလောင်းအကြီးအတွက် ော့ပြောပြလို့အဆင်မပြေသေးဘူးဖမ်းမိတာလည်းပြောပြလို့မရသေးဘူးကျွန်တော်တို့ဘက်ကရဲဘော်တွေထိခိုက်မှုမရှိပါဘူးလေချောင်းလည်းမလာဘူးလို့ CDF ထန်တလန်ကတာဝန်ရှိသူတို့ကပြောကြားထားပါတယ်ထန်တလန်မျိုးသိမ်းတိုက်ပွဲကိုဇူလိုင်လ22ရက်နေ့ကနေစပြီးတော့ Tling Operation 4အမည်နဲ့ချင်းပြည်နယ်အစိုးရပူးပေါင်းတပ်ဖွဲ့များကစတင်ဖော်ဆောင်ခဲ့ခြင်းဖြစ်ပြီးတော့ထန်တလန်မျိုးရှေ့တန်းအမာခံစခန်းဖြစ်တဲ့အော်တိုတောင်စခန်း၃ခု ထန်တလန်ဟာကလမ်းပိုင်းမှာရှိတဲ့အကြမ်းဖက်စစ်တပ်စခန်းများနဲ့ထန်တလန်မျိုးတွင်းမှာရှိတဲ့အကြမ်းဖက်စစ်သားများအခိုင်အမာတပ်ဆွဲထားတဲ့လာဗီလာတဲကိုကန်စခန်းတို့ကိုတိမ့်ပိုက်ရရှိခဲ့ပြီးဖြစ်တယ်လို့သိရပါတယ်။ထန်တလန်မျိုးမှာတိမ့်ပိုက်ဆရာတိမ့်မကြံတော့ပါဘူး။မကြမီမှာပြည်သူလက်ထဲကိုအနိုင်တော့မှာပါ။ထန်တလန်မျိုးကိုမတိမ့်ပိုက်နိုင်မချင်းမလျှော့တော့ဇွဲလုံးလာနဲ့ဆက်လက်ပြီးတော့ဖော်ဆောင်သွားဖို့ရည်ရွယ်ထားပါတယ်လို့ CDF ထန်တလန်ကတာဝန်ရှိသူတို့ကပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့အကြမ်းဖက်စစ်ကောင်စီကထိုင်းနိုင်ငံမှာအလုပ်လုပ်နေတဲ့ MOU မြန်မာအလုပ်သမားဥယေစည်ရင်းကိုကောက်ယူနေပြီးတော့ထိုင်းအစိုးရနဲ့ဆွေးနွေးရန်ပြင်ဆင်နေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။စစ်ကောင်စီကထိုင်းနိုင်ငံကို MOU စနစ်နဲ့ဆေလွတ်ထားတဲ့မြန်မာအလုပ်သမားအရေးအတွက်ကို၎င်းတို့ထံပေးဖို့ရန်လိုင်စင်ရပြည်ပအလုပ်ကံအေဂျင်စီများထံကိုညွှန်ကြားချက်တွေထုတ်ပြန်လာတယ်လို့သိရပါဗျ။စစ်ကောင်စီနဲ့ထိုင်းအစိုးရတို့ကြားမှာမြန်မာအလုပ်သမားအရေးဆွေးနွေးရန်ရှိနေတယ်လို့သိရပါဗျ။ဒါကြောင့် MOU မြန်မာအလို့သမားရေအတွက်ကိုအမြန်သိရှိလိုတဲ့အတွက်လာမယ့်အော်တိုဘာလ23ရက်နေ့အထိထိုင်းမှာရှိနေမယ့် MOU အလို့သမားအရေအတွက်ကိုပေးပို့ရန်စစ်ကောင်စီကညွှန်ကြားလာခြင်းဖြစ်တယ်လို့သိရပါတယ်။ထိုင်းဘက်မှာ MOU အလို့သမားဘလောက်ရှိလဲဆိုတာစည်ရင်တွေကောက်ခိုင်းထားတာကအလားအလာတော့မကောင်းဘူး။ပြည်ပရောက်မြန်မာအလို့သမားတွေကိုဘလို့တွေတင်းကြံမလဲတော့မသိဘူး။ထိုင်းနဲ့လည်းအစည်းအဝေးလုံးမှာဆိုတော့အခွန်ဆောင်ဖို့တင်းကြံမယ်ထင်တယ်လို့ ပြည်ပအလောက်ကန်အေဂျင်စီတခုကတာဝန်ရှိသူတို့ကပြောကြားထားပါတယ်လက်တလုံးစစ်ကောင်စီကပြည်ပရောက်မြမအလုတ်သမားများကိုအခွန်ကောက်ယူမဲ့ကိစ္စများပုံမတင်းကျပ်စွာဆောင်ရွက်လာနေပြီးတော့တခြားတစ်ဖက်မှာလည်းစစ်မှုထမ်းရန်အကျုံးဝင်နေတဲ့အသက်အရွယ်အတွင်းမှာရှိတဲ့ပြည်ပရောက်မြမအလုတ်သမားနဲ့မြမများကိုအမိမြေကိုပြန်လာပြီးတော့စစ်မှုထမ်းဆောင်ရန်အစီအမံများလှုပ်ဆောင်နေကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့သခိုင်းတိုင်းကောလင်းမြို့နယ်မှာအလင်းဝင်လာတဲ့စစ်ကောင်စီတပ်သား6ဦးကိုဂုံပြုစုငွေများချင်းမြေပေးခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးရမယ်။အဲ့ဒီအလင်းဝင်လာတဲ့စစ်ကောင်စီတပ်သား6ဦးကိုကောလင်းခရိုင်တပ်ရင်းနှစ်ကတအုပ်ကိုငွေကျပ်30စီချင်းမြေပေးခဲ့ပြီးတော့ဘေးကင်ရနေရာမှာလုံခြုံစွာထားရှိတယ်လို့သိရပါတယ်။လက်နက်နဲ့အလင်းဝင်လာသူများရဲ့လုံခြုံရေးနဲ့၎င်းတို့ရဲ့မိသားစုများလုံခြုံရေးအတွက်တပ်ရဲ့အမည်နဲ့အမည်စရင်းများကိုတော့ထုတ်ပြန်မှာမဟုတ်ဘူးလို့သိရပါတယ်။ကောလင်းမြို့ကိုအချမ်းမဲ့စစ်တပ်ထံ ပြန်ပေးလိုက်ရတဲ့အချိန်ကစပြီးတော့ကောလင်းခရိုင်တရင်နှစ်ထံမှာလက်နက်နဲ့အလင်းဝင်လာသူ6ဦးနဲ့လက်နက်မပါဘဲအလင်းဝင်လာသူ4ဦးရှိလာပြီးဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာအခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ